မင်္ဂလာပါရှင်။ဘာမခေတ်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။မြန်မာတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သွင်းမှုများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်အင်အားတရာခန့်တပ်ဆွဲထားသော Bladeo စစ်တပ်စခန်းကိုတင်ပိုင်မှုစစ်တပ်ဘက်မှစစ်သည်အများပြားထိုင်းဘက်သို့ထွက်ပြေးပြီးလက်နက်ချသူများရှိကတိုက်စုံတင်ရရမှုများပြားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ထားမြမာနေဆက်ဘလက်တူကြီးရွာနေရှိစစ်တပ်စခန်းကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးစစ်ကောင်စီတပ်ဘက်မှအများအပြားထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားပြီးလက်နက်ချသူလည်းအများအပြားရှိကြောင်းရှင်းလင်းတော်လှန်ရေးတရင်ရှင်မြက်များကပြောဆိုသည် မေလ23ရက်နေ့ညနေ9:00ချိန်စစ်ကောင်းစီတက်အေဘလက်ဒိုတက်စကန်ကို KNU တက်မာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတမတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှတေဆုံးသည်သူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသူများလည်းရှိနေကြောင်းတော်လိုင်းဒရင်ရင်မြစ်ကဆိုသည် စခန်းထဲမှာလည်းသေးတဲ့စစ်သားအလောင်းတွေများတယ်လက်နက်ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်စခန်းမှာကအင်အား100လောက်တပ်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်းတွေလည်းရှိနေသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့မယ်ဟုရှေးတန်းတော်လိုင်းသတင်းရင်းမြစ်ကဆိုသည် ထိုင်းခြေဆိုင်မတ်တီချွန်သတင်းဌာနကလည်း KNU ကဘလက်ဒိုစစ်စခန်းကိုသိမ်းပိုက်ပြီးနောက်တိစုံသူထွက်ပြေးသူနှင့်တန်ရရရှိသူစစ်သား60ခန့်ရှိပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နယ်နေမြေအတွင်းသို့ဝင်လာနိုင်ကြောင်းသတင်းရေးသားဖော်ပြထားသည် KNL မဟာမိတ်ပူပေါင်းတပ်ကချိန်မုံနိုင်ခဲ့ပြီးဖြစ်သောပလဲဒိုစစ်စခန်းမှာ2022ခုနှစ်မတ်လ29ရက်နေ့ကတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တိဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစခန်းသို့ပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ချိန်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ လက်တလောတေဘောဘူရရှိတေဘောဘူစတက်စကန်ကို KNL မှာမိတ်တက်များကဆက်လက်ပေးဆိုလျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ပြူဟာကနေလီစကန်ထီကပလဲစကန်ဥဂရိထစကန်တို့ကိုလည်း KNL မှာမိတ်တက်များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ထံမှသိရှိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီ၏စစ်မှုထမ်းတင်းနှံကြောင်းများတွင်ရီမှန်ချက်ရန်သူအားတက်ရန်ဆိုင်းပုံများစိုက်ထူထားပြီးရဲရဲတက်ရဲရဲတိုက်ရဲရဲတက်ကျူပင်ခုတ်ကျူပင်ငုတ်မကြံစီတပ်ဖြတ်တိုက်ခိုက်ရမည်ဟုတပ်သားအစ်များကိုတင်ကြားပို့ချနေဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် အကြံပေးဆက်ကောင်စီကတည်ထောင်လာသောစစ်မှုရန်တင်းနှံချောင်းများတွင်ရှီမှန်းချက်ရှမ်းသူအားတက်ရန်ဆိုင်းပုံများစိုက်တူထားပြီးရဲရဲတက်ရဲရဲတိုက်ရဲရဲတက်ကျူပင်ခုတ်ကျူငုပ်ပင်မကြံစည်တက်ဖြတ်တိုက်ခိုက်ရမည်ဟုစစ်မှုရန်တပ်သားများကိုစစ်အရာရှိများကတင်ကြားပို့ချနေကြောင်းလက်ရှိစစ်မှုရန်တင်းနှံအပတ်စဉ်၁၁တင်းနှံတက်ရောက်နေသောစစ်မှုရန်တပ်သားတို့ကပြောဆိုသည် အကြံဖက်စဲကောင်းစီကရှီမန်းချက်ရန်သူအားတက်ရန်ဆိုသောဆိုင်းဘုံအနေများကိုဧရလနောက်ပိုင်းမှာစတင်၍စစ်မှုရန်တင်တန်းကြောင်းများအလုံးနှင့်စိုက်ထူလာကြောင်းအခြားတစ်ဖက်တွင်လည်းစစ်မှုရန်တသားတဲများကိုပြစ်ခတ်မှုတင်တန်းများနှင့်အတူရန်သူအားတက်ဖြတ်ချိန်မုံရရင်ရဲရဲတက်ရဲရဲတက်ရဲရဲတက်ကျူပင်ခုတ်ကျူငုတ်ပင်မကြံစည်ရတိုက်ခိုက်ချိန်မုံတက်ဖြတ်ရမည်ဖြစ်ကြောင်းလက်ရှိနိုင်ငံတော်သည်အကြံဖက်ဖွဲ့များကြောင်းတိုင်းမီဖွေမျိုးတိုးတက်ရေးနှောင့်နှေးနေရပြီးရန်သူမှန်သမျှကုံစင်အောင်တက်ဖြတ်နိုင်မှသာလျှင်နိုင်ငံတော်ကြီးဖွဲ့မျိုးတို ုတက်စီပင်တာယာဝါပြောမိဟုတင်ကြားပို့ချမှုများစေအရာရှိများကလုံဆောင်လျက်ရှိကြောင်းသိရှိရသည် ရှန်သူနဲ့ပတ်သက်ရင်ဘသူကိုမှညာစရာမလိုဘူး။ရှန်သူနဲ့ပတ်သက်ရင်ခလေးမှုလို့လည်းညာစရာမလိုဘူး။ရဲရဲတိုက်ရဲရဲတိုက်ရဲရဲတက်မှရမယ်။ရှန်သူမှန်သမျှအကုန်တက်ရမယ်။ချူပင်ခုတ်ချူငုံမကြံနှိမ်နေမှနိုင်ငံတော်ကြီးတာရမယ်။ဒီစစ်ပွဲကတရားသောစစ်ပွဲဖြစ်တယ်။ပြည်ပအောက်ကိုလောက်ကောင်တွေကိုနှိမ်နေမှုကလူထုတရလုံးထောက်ခံတဲ့တရားသောစစ်ပွဲဖြစ်တယ်ဆိုပြီးတင်နန်းမှပူချပါရယ်။ရှန်သူကိုနှိမ်နေတဲ့တပ်ဖြတ်မှုတွေမှာဘလို့အေးအေးယူမှုမျိုးမှမရှိစေရဘူးလို့လည်းပူချတယ်ဟုအပတ်စဉ်စတဲ့တင်နန်းတက်ရောက်နေစေ စစ်မှုရန်တပ်သားတို့က Fiber မှတဆင့်ရန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်လက်ရှိနိုင်ငံတော် ကြီးမှာပြည်ပဆော့ဖက်မှုများကြောင့်ဖြိုကွဲမှုအခြေအနေရှိနေကြောင်းစစ်မှုရန်တပ်သားတဲ့များအင်အားဖြင့်နိုင်ငံတော်ကိုပြန်လည်ထူထောင်ရမည်ဖြစ်ပြီးလက်ရှိတာဝန်ထမ်းဆောင်နေသူများသည်နိုင်ငံတော်၏အနာဂတ်ကိုထူဆဲသူများဖြစ်ကြောင်းထို့ကြောင့်မိမိတို့၏လုပ်ရမည်အတွက်ဂုဏ်ယူရမည်ဖြစ်သည်ဟုတင်ကြားပို့ချနေကြောင်းသိရှိရသည်။ ထို့ပြင်တိုက်ပွဲများတွင်ထူးခြားစွာတိုက်ခိုက်နိုင်သောစစ်မှုရန်တပ်သားများကိုလည်းထိုက်တန်သောစုများနှင့်သူရဲကောင်းတစ်စိတ်များချီးမြှင့်မည်ဖြစ်ကြောင်းစစ်မှုရန်တပ်သားများဟုဆိုတော့လေအမြဲတမ်းစစ်သားများကဲ့သို့ပင်စစ်တပ်တွင်တော်လင်တော်သလိုနေရာပေးမည်ဖြစ်ကြောင်းဆွေရန်အောင်နယ်ဘွေရများအနေဖြင့်အရာရှိများဖြစ်လာနိုင်ပြီးအခြေခံပညာအဆင့်ရှိသူများအနေဖြင့်လည်းတက်ကြကြရို့ထေရရှိနိုင်ကြောင်းတက်ကြကြရို့ဖြစ်မည်နိုင်ငံတော်ကစေလွတ်သောပြည်ပရှိကြီးရေလေးစစ်တပ်မှုများအောက်တွင်တာဝန်ယူထမ်းဆောင်ခွင့်နှင့်ပြည်ပသွားရောက်နေထိုင်ခွင့် ်ရေးများရှိနေသည်ဟုစစ်မှုရန်တပ်သားတက်များကိုစီယုံလျက်ရှိကြောင်းသိရှိရသည်ဆလဘီဆာနာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲဝင်ရန်မွန်ပြည်သက်ပါတီ NNSPAD နှင့်မွန်ပြည်လူမျိုးရေးတပ်မတော်တို့ပူးပေါင်း၍ရမညမွန်တပ်မတော်ဖွဲ့စည်းထူထောင်ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်ဆရာနာရှင်စနစ်တိုက်ဖြည့်ရေးတိုက်ပွဲဝင်ရင်မွန်ပြည်သက်ပါတီ NNSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်မတော်တို့ပူးပေါင်း၍ရာမညမွန်တပ်မတော်ဖွဲ့စည်းထူထောင်လိုက်ကြောင်းအဆိုပါအဖွဲ့နှစ်ခုကထုတ်ပြန်ကြေညာသည် မွန်ပြည်သက်ပါတီဆရာနာရှင် တိုက်ဖြတ်ရေး NSBAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့သည်ဆရာနာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိသောမွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်ဖြင့်2025ခုနှစ်မေလ24ရက်နေ့တွင်ပေါင်းစည်းလိုက်ပြီးရှာမညမွန်တပ်မတော်ရှာမညမွန် Army RMA ကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရသည်။ NNSBAD နိုင်ငံရေးစည်ရေးဦးဆောင်ဖွဲ့နှင့် MLA ဦးဆောင်ဖွဲ့တို့ပါဝင်သော NNSBAD နိုင်ငံရေးစည်ရေးကော်မတီကိုအဖွဲ့ဝင်26ဦးပြင်ဖွဲ့စည်းလိုက်ပြီး NNSBAD နိုင်ငံရေးစည်ရေးကော်မတီဝင်များကနိုင်ငံရေးစည်ရေးဦးဆောင်ကော်မတီကိုဦးကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စေရဒုဥက္ကဋ္ဌနိုင်လေကအတွင်းရေးမှူးနိုင်ပညာလေတို့ကိုရွေးချယ်ခန့်လိုက်ကြောင်းသိရှိရသည် NSB AD နိုင်ငံရေးစီရေးကော်မတီဦးဆောင်မှုဖြင့်ရှာမညမွန်တက်မရော RMA စီရေးဆိုင်ရာလုပ်ငန်းများကိုအကောင့်ထည့်ဖို့ရန်အဖွဲ့ဝင်ခဏဦးပါဝင်သောစစ်ကော်မတီကိုဖွဲ့စည်းပြီးစစ်ဦးစီးချုပ်ဘူမှုချုပ်ဆက်လွန်ထွန်ဒုစစ်ဦးစီးချုပ်တဲ့အဖြစ်ဘူမှုကြီးဆိုဝင်နေဒုစစ်ဦးစီးချုပ်နှင့်အဖြစ်ဘူမှုကြီးကြည်စံတို့ကိုခန့်အပ်တောင်းပေးလိုက်ကြောင်းသိရှိရသည် ကိုပိုင်ပြတန်းခွင့်အပြေဝရှိသောမွန်ပြည်ပေါ်ထွန်ရင်းနေဆက်အနာရှင်စနစ်အမြန်ဆုံးခြုံငင်ရေးအတွက်မွန်ပြည်သက်ပါတီဆက်အနာရှင်တိုက်ဖြတ်ရေးရမညမွန်တက်မတော် NSB AD RMA တို့သည်အဖိနှိတ်ခံဘွားတူတိုင်းရင်းသားတော်လိုင်းမဟာမေးအဖွဲ့စီများပြည်သူ့ကော်ရီတက်များနှင့်အတူပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့နှစ်ခုဤပူးတွဲကြေညာချက်တွင်ဖော်ပြထားသည် ယခုဆက်လက်ပြီးဝိုင်းမော်လူမြန်ရွာအနီးဘက်တိုက်ပွဲပြန်လဲပြင်းထန်မြစ်ကြီးနားမှာစစ်ကောင်စီတပ်ကစစ်ဆေးရေးတင်းကျပ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဝိုင်းမော်လူမြန်ရွာအနီးဘက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ကချင်တပ်မတော် KYA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့မနေ့ကမေလ23ရက်နေ့မနက်အစောပိုင်းကတိုက်ပွဲပြန်လဲပြင်းထန်ခဲ့ကြောင်းရှေ့နန်းသတင်းရှင်းမြစ်နယ်ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာလို့ကျွန်တော်တို့ပြန်လဲခိုးကန်တိုက်ခိုက်တာအခုပြန်လဲသွားပြီစစ်ကောင်စီဘက်ကအချိန်ချင်းထိုးစစ်ဆင်ခဲ့တာရှိတယ်အခုတော့အလုံးအစင်ပြေပါပြီလို့ KIA နဲ့ပူးပေါင်းတော်လှန်တပ်ဖွဲ့ရဲ့ရှေ့ရန်တရင်ရင်းမြစ်တအူးကပြောပါရယ် မြစ်ကြီးနားကနေဝိုင်းမော်ဘက်ကိုစစ်ကောင်စီတပ်ဘက်ကဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့သူကပြောပါတယ်။လူမြန်ရွာအနီးကဒေသခံတွေကလည်းမေလ23ရက်နေ့မနက်၄နာရီဝန်းကျင်ခန့်ကစပြီးလက်နက်ကြီးအစမ်းမပြတ်ပစ်ခတ်တံတွေကြားနေရတယ်လို့ပြောပါတယ်။ဒါပြင်ဒီရက်ပိုင်းအတွင်းမြစ်ကြီးနားမြို့ရင်ဖြတ်တန်းဖြတ်လာကိုစစ်ကောင်စီတွေကစစ်ဆေးရေးတင်းကျပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ မေလ20ရက်နေ့ညမြစ်ကြီးနားတက်ကုန်းလမ်းပေါ်လူငယ်၃ယောက်ကိုစစ်ကောင်စီတွေတားတာအဲ့ဒီအချိန်အဲ့ဒီလူငယ်တွေကစစ်ကောင်စီရဲ့တနက်လူယူပြီးစစ်ကောင်စီတယောက်ကိုပြတ်တက်ခဲလိုက်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားကြတာအဲ့ဒါကြောင့်စစ်ကောင်စီတွေမျိုးရဲဖြတ်သွားဖြတ်လာတွေကိုစစ်ဆေးနေတာလို့ဒေသခံအမျိုးသမီးတအူးကပြောပါရယ် ဒီရပိုင်းမြစ်ကြီးနားမြို့ပေါ်မှာစစ်ကောင်စီတွေကဖြတ်သွားဖြတ်လာပြည်သူတွေကိုလမ်းစုံလမ်းကွာတိုင်းစောင့်ချက်က Wi-Fi ဆက်တွေယူလာပြီးစစ်ဆေးနေတယ်လို့ဖားကတ်ဝေခလမ်းကနေမြစ်ကြီးနားဘက်အစင်းလမ်းဒေသအခေါ်နန်မောနဲ့နောင်အိမ်ဝန်းကျင်မှာလည်းမေလ22ရက်နေ့ကခရီးသွားအချို့ကို ရှမ်းနေပြည်သူစစ်တွေကဖုန်းတွေပါစစ်တယ်လို့ဆိုပါတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ဝိုင်းမော်မြို့လမန်ရွာအနီးစစ်ကောင်စီတပ်နှစ်ဦးတည်ဆိုတဲ့တဲ့ရင်တင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KNY ထိန်းချုပ်ထားသည့်လက်မြန်ကြီးရွာသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား KNY ပူးပေါင်းတပ်ကတိုက်ခိုက်ရာနှစ်ဦးသေဆုံးပြီးစစ်ရေးဆက်လက်တင်းမာနိုင်ကြောင်းဒေသခံတရင်ရင်းမြစ်များကပြောဆိုသည်လက်မြန်ကြီးရွာတွင်မေလ22ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေးချောင်းမှပုံကျဲတိုက်ခိုက်ခဲ့သည် KNY ပူးပေါင်းတပ်ထိခိုက်မှုမရှိတော့လေစစ်ကောင်စီတပ်မှနှစ်ဦးစနိုက်ပါထိမှန်သေဆုံးသည်ဟုတရင်ရရှိသည် တိုက်ပွဲပုံစံကဆစ်ဆိုင်ထားသလိုဖြစ်နေတာစကစနဲ့ရှမ်းနေ SN ပြည်သူစစ်ပူးပေါင်းတပ်တွေကို KIA PDF ကပိတ်ဆို့ထားတာဟိုနေ့ကတိုက်ပွဲမှာစနိုက်ပါလက်ချက်နဲ့စကစနှစ်ယောက်သေးတယ်ရှေ့ဆက်မတူရဲပဲပိတ်မိနေတယ်အဲဒီနေ့ကတနေကုန်လေရင်ဝဲပြီးညနေပိုင်းမှာလေချောင်းကနေလာပြစ်တယ်ဟု KIA နဲ့နေဆက်သောစစ်ရေးတရင်ရင်မြက်ကပြောသည်မေလ23ရက်နေ့ရမန်နေ့မေလ24ရက်နေ့နေ့တွင်တိုက်ပွဲငြိမ်သက်နေတော့လေအချိန်မြင့်တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု၎င်းကသုံးသပ်သည် လမြန်မာကဂိုင်း900လောက်အတွင်းမှာဆက်ဆိုင်နေတာစစ်တပ်ကသူရှုံးနေတာသူမသိဘူးမိုင်းမိုက်မဲမဲတိုးလာတာဟုတ်ခရိုင်ရင်တရင်ရင်မြက်ကပြောသည် ဝိုင်းမော်မြို့နယ်တွင်လက်မြန်ရွာအပါအဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်များထိန်းချုပ်ထားသည့်ခြေရွာများကိုပြီးခဲ့သည့်မတ်လမှစတင်၍စစ်ကောင်စီကလေကြောင်းမှပုံကျဲပြီးဝိုင်းမော်မြို့ခလာရ58တရင်ကလည်းလက်နက်ကြီးများပစ်ခတ်ခဲ့သည်လက်မြန်ရွာသည်ဝမ်မော်ကန်ပိုက်တီလန်ပိုင်းနိုင်တည်ရှိပြီးပြီးခဲ့သည့်ဧပြီလဆန်းတွင်စစ်ကောင်စီကတင်ကောင်ခုနှစ်စီးဖြင့်ရောက်ရှိလာပြီးတပ်ဆွဲခဲ့သည်လက်မြန်ရွာကိုလေကြောင်းမှပုံကျဲသလိုဒရုန်းအသုံးပြု၍ဖြတ်အားပြင်ပုံကျဲခဲ့သည်လက်မြန်ရွာကိုစစ်ကောင်စီကအစိုးရဆုံးတိုက် က်ခိုက်မှုမှာရှမန်နဲ့2024ခုနှစ်ဇွန်လကဖြစ်သည်ဇွန်လ10ရက်နေ့18ရက်ကစစ်ကောင်စီက၄ကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအရဲသား၄ဦးသေဆုံးပြီး6ဦးဒဏ်ရာရခဲ့သည်လမြန်ရွာခရိယံဖျားကြောင့်လည်းပြိုကျပျက်စီးသွားခဲ့သည်။ရင်းမတိုင်မီမေလာအတွင်းကလည်းစစ်ကောင်စီလက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရဲသား6ဦးသေဆုံးခဲ့သည်။ စစ်ကောင်စီရှမ်းနေတဲ့ SNE ပြည်သူစစ်ပူးပေါင်းတပ်များလည်းမြင်းကြီးနားဝိုင်းမော်ကံပိုက်တေလန်အတိုင်းစစ်ကြောင်းထိုးလာ၍ပိတ်ဆို့တိုက်ခတ်ခံနေရသလိုမြင်းကြီးနားဖားကံလန်အတိုင်းဖားကဲမြို့ဦးတည်နေသည့်စစ်ကြောင်းမှလည်းပိတ်ဆို့တိုက်ခတ်ခံနေရသည်